ိတ်ဆက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ UFC မှာ၄ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ရှင်ဖိုက်တာလေးဂျိုရှွာဘန်ကသူ့မိအတွက်တက်ဆတ်စ်မှာနေအိမ်တစ်လုံးဝယ်ယူပေးလိုက်ပြီလို့သိရှိရပါတယ်ခင်ဗျာအိမ်အသစ်ဝယ်ပေးလိုက်တာပါမိဘကျေးဇူးကိုအကုန်စင်ဆိုင်နေတာတော့မဟုတ်ဘောလေဒါပေမဲ့သူ့မိရဲ့စိတ်ကူးအိမ်မက်တစ်ခုကိုဂျိုရှွာဘန်ကဖြည့်ဆည်းပေးလိုက်တာပါသူ့မိကအိမ်အသစ်လေးနဲ့နေကျင်တယ်အိမ်အသစ်လေးတစ်လုံးလိုချင်တယ်လို့ပြောထားတဲ့ဆန္ဒကိုသူ့ဘက်က အိမ်သစ်လေးဝယ်ပေးနိုင်အောင်သူကြိုးစားမယ်လို့ဂရီပေးထားတဲ့အတိုင်းပဲသူအခုလိုလေးဝက်ဆက်တဲ့အနိုင်ရပြီးတဲ့အချိန်မှာသူ့မရဲ့စိတ်ကူးအိမ်မက်ကိုဖြစ်နိုင်တဲ့ဘက်ကနေဂျိုရှူအဘန်ကဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်။ကြားသိရတဲ့သတင်းတွေအရတော့ဂျိုရှူအဘန်ဟာတက္ကသမှာနေဝင်လိုက်တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျ။ကျွန်တော်တို့အဲ့ဒီဟာဈေးကွက်ကြီးကကျွမ်းကျင်သူတွေကိုရှိတ်ဆက်ပြီးတော့အမှန်တန်ကနေထိုင်သူတွေပေါ့လေ။မေးကြည့်တဲ့အချိန်မှာတော့တက္ကသမှာနေရဲ့ပေါ့စေးက မြန်မာငွေနဲ့တွက်မယ်ဆိုရင်သိန်း6000ကနေသိန်း2000ပတ်ဝန်းကျင်ကျမှရှိရလို့သိရှိရပါတယ်အဲ့တော့ဂျိုရှွာဘန်ကသူဖြစ်ထွန်းလာတဲ့အချိန်မှာသူ့ရဲ့အမေဖြစ်သူကိုပြန်ပြီးကြည့်လိုက်တာပေါ့လေပြီးတော့သူက UFC ကိုလည်းဒီမနေ့ကထိုးခဲ့တဲ့ Bruno Silva နဲ့ပွဲပြီးမှပွဲတောင်းထားတာရှိတော့ကို Texas မှာပွဲစီစဉ်မယ်လို့ကြားတယ်အဲ့တော့ Texas မှာစက်တင်ဘာလ23ရက်နေ့ရောက်ရင်ကျင်းပရှိတဲ့ပွဲမှာသူ့ကို မိုရီနိုနဲ့ပွဲတည်ပေးပါလားဆိုပြီးတော့ဂျိုရှွာဘန်ကတောင်းဆိုခဲ့တာပါခင်ဗျအဲ့တော့သူ့ရဲ့စိတ်ကူးမျောလင့်ချက်ပြည့်ဝမလားဆိုတာလဲကျွန်တော်စောင့်ကြည့်စရာကောင်းနေတယ်ပေါ့လေဒါပေမဲ့မိုရီနိုကချန်ပီယံဟောင်းလည်းဖြစ်တယ်ပြီးတော့ ranking 2မှာရက်တည်နေတဲ့ fighter လည်းဖြစ်တယ်ဆိုတော့လက်တော်မှာတော့အဲ့ပွဲဖြစ်လာနိုင်ခြေကအရင်ပဲရခိုင်တော့နဲပါနေသေးတယ်ပေါ့လေဒါပေမဲ့ဂျိုရှွာဘန်ဟာလေးဝဲဆက်တိုက်အနိုင်ရလက်ကိုရောက်လက်နေတာဖြစ်တဲ့အတွက်သူဟာ ဒါ ranking မိုင်းဆိုင်ရည်ရည်ချက်မြင့်တက်လာလို့ရှိသလိုထိုးကြေးကြေးဥခန်းစားတွင်လည်းမြင့်တက်လာလို့ရှိနေပါတယ်ခင်ဗျအဲ့တော့သူ့မေကိုအိမ်ဝယ်ပေးရတဲ့ပတ်သက်ပြီးတော့ဂျိုရှွာဘန်ကအခုလိုပြောထားပါတယ်ကျွန်တော်လိုချင်တာအားလုံးဒီပါရထားယူပါပြီဘဝမှာလိုချင်မိတယ်လို့တောင်းတခဲ့မှုတဲ့အရာတွေအားလုံးဒီပါကိုပိုင်ဆိုင်권ရနိုင်တဲ့နေရာမျိုးကိုလည်းရောက်နေပါပြီဒါကြောင့်အမေကိုကျွန်တော်အိမ်ဝယ်ပေးတာပါမဆုံးမနစ်စူးစမ်းခဲ့တဲ့ရလက်တွေကဒီလိုတွေဖြစ်လာတာဟာ ထိုက်တန်မှုရှိတယ်လို့ကျွန်တော်ဥစားပါတယ် UFC ဆိုတာမရှိပဲဖိုက်တာဘဝဖြတ်သန်းမှုသာမရှိပဲနဲ့ကျွန်တော်လဲဘာကောင်းမှဖြစ်လာမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်ကအလုပ်ကောင်းကောင်းရမယ်အထက်မှာလဲမပါပါဘူးဖိုက်တာလမ်းကြောင်းပေါ်ရှောက်လမ်းမှုကကျွန်တော်ဘဝကိုအကြီးအကျယ်တောင်းလဲသွားစေခဲ့ပါတယ်အပြောင်းလဲတွေလုပ်ပေးလိုက်တယ်လို့ပြောရမှာပါဒါကြောင့်ဘာမလို့စွန့်လို့နှစ်နာခံကြိုးစားမယ်ဆိုတဲ့ခံယူချက်ကပို့ပြီးတော့ ခိုင်မာလာပါတယ်ဆိုပြီးတော့ဂျိုရှွာဘန်ကပြောသွားခဲ့တယ်ခင်ဗျအဲ့တော့သူ့ရဲ့အမေကိုဂျိုရှွာဘန်ကအခုလိုနေဝယ်ပြလိုက်တယ်ပတ်သက်ပြီးတော့လည်းအယံမဲ့ဝမ်းသာမိပါတယ်ဂျိုရှွာဘန်နေနဲ့အခုထက်ပို့ပြီးတော့ပြည်စုံခိုင်မာတဲ့ဘွားတစ်ခုကိုတိဆောက်နိုင်ပါစေလို့လည်းထပ်လောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာတ िश ူအပိပြိတအားလုံးကိုအထူးရဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ